အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ဆရာမောင်နေဝင်းရေးသားထားတဲ့မိုးမြေဆုံးရဆိုတဲ့ဝတ္ထုတော်လေးကိုဖတ်ပြမှာဖြစ်ပါတယ်။ကျမနဲ့တူနှာစင်ခန်းစားကြည့်ပါရှင်။မိုးမြေဆုံးရအဝေးစီမှ အော်မြင်နေသော အော်အော်တန်ကို လေးလေးတွဲတွဲကြားရသည်မှာတာတော့တာရရှိလာသည်။နှွေဦးသူတို့ချင်းနေဝင်ရောက်နေပါပြီကောဟုအိုးအောငှက်ကြွေးကြော်ဟန်တူ၏။တူရီမဟုတ်ရွာဟောင်းကြွေ၍လေယူမွေသောတဘာဝကိုတေးဖွဲ့တီဆူဟန်လဲတူပေသည်။လောကကြီးတစ်ခုလုံးမှာအပြေဝါနိုးကြွားခြင်းမရှိသေးစေကမူအညွန့်တယောက်မှမူနိုးနှင်နေလိမ့်ပြီ။အိတ်ခမ်းပရင်ပေါက်ကိုဖွင့်လိုက်သောအခါ အလင်းနဲ့အမောင် လူနေသောကာလမှုမြည်သည့်အရာကိုမျှပြက်ပြက်သားသားမမြင်နိုင်သည်ရှိရှိသည်များအရာဝတ္ထုတိုင်းမှာမသေးမကွဲမပြီးမသားနှင့်မူလအကောင်ထဲကို အမှန်ရခတ်စေသည်တို့ရာတွင် အတန်ငယ်ဝေးနေသောနေရာစီမှမဲဆဲပင်ကြီးကိုမူအညွန့်လှမ်းမြင်ရသည်ဟိုယားဟိုပဇက်ကိုလက်ဖွားတစ်ဖက်ဖြင့်ပိတ်ခါတန်းဝေလိုက်ပြီးနောက်ပရင်းစီတို့ထလာသည် ဖြူရော်ရော်နှင်းကျွင်းမြအောင်ဝိုးရဝတွေ့ရသည်နှင်းကျွင်းကလကားသည်နှွေဦးနှစ်နှစ်၏မပီတသောမြင်ကွင်းများကိုပို၍မှုံဝါစေသည်တကားပရင်တကားစီတို့ရောက်လာသောအခါအဝေးစီကအောင်မြင်နေသည့်အော်အံကိုပို၍ကျေလောင်စွာကြားရသည်။အော်အော်အံကလွမ်းဆိုးဖွယ်ရာပင်သည်။အညွန့်သည်ရှေလျားလေးလံသောတပ်ပြင်းတစ်ချက်ချလိုက်၏။ ရင်ထဲမှာရှိနေသည့်စိတ်ဝေဒနာတရက်မှာဤသက်ပြင်းနှင့်အတူပြေးထွက်ပျောက်ကွယ်သွားပါစေဟုလည်းဆုတောင်းမိလေ၏။ကြည်ရင်ကြည်ရင်နှင့်ပင်အလင်းရောင်မှပို၍တိုးဝင်လာသည်။အရှိဘတ်ကောင်းငင်စီတွင်အနီရောင်မှပြိုတက်လာသည်။ဗရံများသွေးများဖျားသွယ်စီကြလာသည်။ထိုခိုက်မှာပင်မိုးနှင့်မြေဆောင်ရအရက်ကိုဖြင့်အညွန့်မြင်ရလေပြီ။ မိုးနှင့်မြေဆုံရရက်မှာမိုးကုတ်စဝိုင်းဟုအများကနားလည်ထားကြသည်ပရိပခမရှိသောသဘောတူညီချက်ဖြင့်မိုးကုတ်စဝိုင်းဟုလည်းတဏီတညော့ထဲခေါ်ဝေါ်ကြသည်အများတကာကတည်သလိုအညွန်းကလည်းတည်ပေသည် လူပေါင်းများစွာတို့အနက်အများစုမှာဤမိုးနှင့်မြေဆုံရဒေသကိုတတ်မှတ်သောအကြည့်ဖြင့်ကြည်လျက်လှပသောအဖွဲအနွယ်ဖြင့်ပြောရကြသည်တို့ရရင် အညွန့်တရားမှမူဤမိုးနှင့်မြေဆောင်ရအရက်စီတို့မကြည့်ခြင်းဤဒေတာကိုမမြင်ခြင်းအိုးတွေးမှပင် မတွေးခြင်းမင်းဟာတိတ်ကိုစွတ်တျော့နိုင်နေပြီမောင်ဖုံးနိုင်အညွန့်ဤမျက်နှာမှာနေရနေသည်ဒေါသကြောင့်နေရသလား ရှက်သောကြောင့်နေရသလားမောင်ဖုံးနိုင်ကဝေဖန်ခွဲခြားခြင်းမပြုမီဤသို့ဝေဖန်ခွဲခြားရန်အတွက်လေသတိမရမင်းကိုမင်းဘာတွေပြောနေတယ်ဆိုတာတတိချာချာပြန်စင်းစားစမ်းမိမတယောက်ကိုခမရကျွန်တော်ချစ်တယ်ယူမယ်ပြောတဲ့ယုံလောက်နဲ့မလုံလောက်ဘူးကွ မိမတယောက်နဲ့ယောက်ျားတယောက်ယူတာလွဲတယ်အရှိကိုဝေးဝေးမြင်ဖို့သာခက်တယ်မင်းဒါကိုများစဉ်းစားမိရဲ့လားဟင် ယခုအချိန်ထိမောင်ဖုံးနိုင်ကဘာမှပြန်မပြောဘဲပြုံးစီစီလုံးနေ၏အညွန်းကလေးလေးနက်နက်ဖြစ်နေသလားမောင်ဖုံးနိုင်မှပပော့ဆာဆာဖြစ်နေ၏အညွန်းပြောတာတွေကိုများ နားရဲဝင်ရလားဟင်အနိုင် ဟုပြောပြောဆိုဆိုဒေါသကိုမထိန်နိုင်ရလားမသိမောင်ဖုံးနိုင်နေရွက်ကိုဆွဲလိန်လိုက်မိသည်တတော်ကလေးအားနှင့်ဆွဲလိန်လိုက်သည့်အတွက် မောင်ဖုံးနိုင်၏နေရွက်မှာနေရဲလာသည့်တိုင်အောင် မတုံမလောက်ဖြစ်နေပြန်သဖြင့်အညွတ်မှာငုံမဲမဲကလေးဖြစ်လာသည်အဖေမြကောင်းမာလာတော့အမိုက်ကလေးဖြစ်ပါသည်နီအနိုင်ရဲ့မင်းကတော့အမြင်နိုင်နေမှာပဲအညွတ်စီမှနောက်ဆုံးဤစကလုံးမျိုးသာ ထွက်ရစမြဲပေသည်ညွန့်တယောက်တက္ကသိုလ်သို့ရောက်ပြီးနောက်အတော်ကြီးကြာမှမောင်ဖုံးနိုင်ရောက်လာသည်အညွတ်နှင့်မောင်ဖုံးနိုင်တို့မှမိဘပိုးပွားလက်ထက်ကစား၍အင်းင်းချင်းများဖြစ်ခင်မင်ခဲ့သည့်အလျောက် သူတို့နှစ်ယောက်မှလည်းမောင်နှမအရင်ချာဗမာခင်မင်ခဲ့သည် ကျွမ်းဝင်ရင်းနှီးခဲ့သည်ဂျပန်ခေစစ်ပြေးစဉ်ကာလလည်းအတူတူ အင်္ဂလိပ်ပြန်ဝင်လာသဖြင့်ဝါခေမမျိုးကလေးပေါ်သို့ပြန်လဲပြောင်းတက်လာသည့်အခါတွင်လည်းအတူတူအညွန်ကသူထက်ငါးနှစ်ငယ်သော မောင်ဖုံးနိုင်ကိုညာတိုင်းကြလျင်စာတင်ပေးရသည်ကက်စပီခေနောက်ပိုင်းတပိတ်တွင်မှဆန္နာပြသည့်လုပ်ငန်းများတွင် စေရောကိုပါဖြစ်နေတော့မောင်ဖုံးနိုင်အားဆုံးမဖြောင်းဖြားသည်စစ်တွင်ဖခင်ကြီးကွယ်လွန်ပြီးနောက်ပြစ်စည်းဥစ္စာကလည်းလျှော့ကြလာလျက်ယခင်ကထက်အနေထိုင်နွမ်းပါလာတော့မောင်ဖုံးနိုင်ဤမိခင်ကြီးတော်အောင်ရှင်မှတူရီတော်သားကလေးဖြစ်သည့်အတိုင်းထုံထုံပေါက်ပေါက်ရှိစေခြင်းတော်လဲမပြောရမဆိုရပြီသို့မို့ကြောင့်လဲအစစအရာရာတုံသင်ဆုံးမရတော့အညွန်ကိုသာ အာကိုအာထာဖြင့်သူ့စာဆုံးမခိုင်း ပြောခိုင်းတွင်တင်ခိုင်းလေသည်အာလုံးဖြစ်နေတဲ့အရေးပါဗျကျွန်တော်တယောက်တည်းထထုတ်တာမဟုတ်ပါဘူးဟုမောင်ဖုံးနိုင်ကအညွန့်ကိုနှုတ်လန်းထုတ်ရက်သည်မမညွန့်ဟုတခါတရံခေါ်တော်လဲငငယ်ကအတိုင်းအညွန့်ဟုနှုတ်ကြိုးနေသည်အေးဒါတော့ဒါပေါ့ဒါပေမဲ့မင်းကစာလေးပါလေးစူးစမ်းမှတတော်မှဝမ်းသာနိုင်မယ်မဟုတ်ဘူးလားဟုပြောရင် တိုင်းမိကြီးတစ်ခုလုံး သူများကျွန်တပေါက်ဘဝကလော့အောင်တိုက်နေတဲ့အချိန်ကျွန်တော်တယောက်တည်းစူးစားလို့ဘာကြောင့်ထူမှာတော့အညွန့်ရဟုတ်လေပြန်ခွတ်တက်ပေးရအေးလီအညွန့်ကတတိပေးတာပါဟုတ်တာဖြေရလေတော့သည်သူနေမယ်မောင်ဖုံးနိုင်အားအညွန့်ကအလိုလိုက်ခဲ့ရသည်အညွန့်ဘီအေနောက်ဆုံးနှစ်တက်နေချိန်တွင်တက္ကသိုလ်တို့မောင်ဖုံးနိုင်ရောက်လာသောအခါပထမဦးစွာခံစားရသည့်တော့ကမှသူ့အတွက်ရင်လေးခြင်းမင်းသည်အညွန့်ဘီအေအောင်ပြီးဘာလို့မှလဲ ဟိုသူကခရီးရောက်မဆိုင်မေးခဲ့သည်အညွန်းကတော့မူတွေ့တွေ့ချင်းကျောင်းကရေးပို့နေတဲ့စာရီရရင်လားအညွန်းဆုံးမတာတွေကိုကျင့်နေရင်လားစသဖြင့်မေးမီပြောမီဝါခဲမမျိုးကလေးကြောင်းမိဘတွေကြောင်းမျိုးကံမိတ်ဆွေတွေကြောင်းပြောကြမီဟုတွက်ဆထားမိတော့လေယခုမူတွေ့တွေ့ချင်းမေးတော့သူ့မိကွန်အတွက်အဖြေရကြက်နေလေသည်အောင်မှမအောင်သေးပဲအောင်ပြီးမှစဉ်းစားမှာပေါ့ ဟိုအညွန့်ကမတင်မကြဖြေမိလေသည်။အောင်းဝီလည်းဘာမှအလုပ်မရှိဘူး။အစိုးရကဘာအလုပ်မှမပေးနိုင်ဘူးအညွန့်။သူ့စကားကိုကြားရသောအခါအံ့ဩခြင်းမကအံ့ဩမိသည်။နိုင်ငံရေးစိတ်ဓာတ်ထက်တန်ပုံကိုဝါခင်မာမာကလေးကသိခဲ့သည်။သို့သော လူချင်းမတွေ့တာကြာ၍ရခုကဲ့သို့လာတွေ့ရသည့်အခါ၌ပင်လျှင်မောင်ဖုံးနိုင်ပြောသောစကားလေးသံများမှတင်မာသည်။အင်းကြီးကြီးနေသည်ဟုအညွန့်ထင်လေသည်။ အညွန့်ထင်းသည့်အတိုင်းတွေးထွက်အောင်မှန်နေလေပြီ။မောင်ဖုံးနိုင်သည်ចောင်းသားလှုပ်ရှားမှုများတိုင်း၌ပါနေသည်။မြို့ရင်းကနိုင်ငံရေးပါတီဖွဲ့စည်းများ၏အစည်းအဝေးတို့မှပင် မောင်ဖုံးနိုင်ကို တွေ့ရ၏။လူကိုကြည့်ရသည်မှလည်းတတ်တတ်ရဲ့မရှိ ဖြစ်သလိုနေထိုင်၍သူ၏ဘဝင်ကျင်းမှပြောင်းလဲနေဟန်တူ၏။အညွန့်အသက်30နီးနေပါပြီကွယ်။မင်းထပ်ပိုးတိတာပေါ့။မင်းเจ้าကိုလည်းသူများတွေထအညွန့်ပိုးတိတာပေါ့မဟုတ်ဘူးလား။ မင်းကိုတွေ့တိုင်းတတော်မျက်နှာကိုပြင်းမြင်မိတယ်။တတော်ဟာမင်းကိုသားကလေးတယောက်ဆိုပြီးမျောလင်းချက်တွေထားထားတယ်ဆိုတာမေ့ဖို့မသင့်ဘူး။နောက်ပြီးမင်းကိုတက်ကတော့ရအောင်မုတ်ဆိုးမှတမ်းမင်းနဲ့ပို့ထားရတဲ့အခက်ခဲတွေစဉ်းစားဖို့ကောင်းတယ်။အညွန်းကစေနာကောင်းနဲ့ပြောတာပါ။ဒီလိုပြောလိုက်ပြန်တော့လေမောင်ဖုံးနိုင်မှာမျက်နှာအောက်ချလျက်အလေးနဲ့ပြန်တွေ့ဟန်တူသည်။မမေ့မှအရင်ကအခြေအနေတွေဘာတစ်ခုမှမရှိတော့ဘူးအညွန်းရဲ့။ကြာတော့လေပစ္စည်းတွေကကုန်ပြီမဟုတ်လား။ ဒါကိုကျွန်တော်သိပါတယ်။သိတယ်သိတယ်။မင်းသိရဲဆိုရင်ပြီးတာပဲ။ဟိုအညွန်ကဖြောင်းဖြားရသည်။သို့လိုဆိုပြန်တော့မောင်ဖုံးနိုင်ကိုတနာရပြန်သည်။ဒီလိုနှင့်မင်းကျောင်းမှာမောင်ဖုံးနိုင်နှင့်လာဆောင်ရသည်။အညွန်မှာကျောင်းဆောင်တွင်နေရာကဝါခေမရင်မနေရဲ့သဖြင့်ရန်ကုန်သို့ပြောင်းရွှေ့လာကြသောမိဘများနှင့်အတူစမ်းကျောင်း၌ပြောင်းနေသည်။မောင်ဖုံးနိုင်မှာ ။ဦးရီတော်သူဥပဇင်းသတင်း၃ရာပဇွန်အောင်ရှိဖုန်ကြီးကျောင်းတစ်ကျောင်းတွင်နေရင်မြို့ထဲမှကြောင်းတက်သည်။နွမ်ဘာတော်သူအခြေအနေကိုသူနေပုံထိုင်ပုံနှင့်ဝေစားစင်ရင်မှုကဖော်ပြလျက်ရှိသည်။နိုင်ငံရေးစိတ်သက်ပြင်းထန်သော တက်ဆာလူငယ်မှုတမင်အဝတ်နွမ်းတွေဝစ်သည်ဟုအညွန်ကစောစောပိုင်း၌တွေးမိခဲ့သည်။တို့ရရင်မိမိစီမတဆင်ကြားရသောတဲ့ရန်ရဆိုပါကမောင်ဖုံးနိုင်မိခင်ကြီးတောင်းရှင်မှာကြာပန်းစေးတဲ့ဖြစ် သူတာဝန်နှင့်သားကလေးတာဝန်ကိုထမ်းနေရသည်ဆိုသောအခါမရှိနွမ်းပါခြင်းကြောင့်သာဤသို့အဝေစာများလည်းနွမ်းပါလာခြင်းဖြစ်သည်ဟုယုံကြည်လာတော့သည်အညွန်ကသာဤသို့ပူ၍ဤသို့စိတ်ထိခိုင်းရတော်လေမောင်ဖုံးနိုင်မှာကတစုံတရာမထူကြချေကျောင်းမှာတနှစ်နေပါအတူနေမိစဉ်တွင်အညွန့်သည် မောင်ဖုံးနိုင်နှင့်အတူ အခါအားလျော်စွာတရိတ်ဆန်ယုံတို့၎င်းရွှေရကုံစည်ဒီကြီးတို့၎င်း အခြားအေးဆေးတရသောနေရာများစီတို့၎င်းသွားသည်လေရင်ပတ်ရင်စကားဆင်မီပြောဆိုဆွေးနွေးရင်မောင်ဖုံးနိုင်စိတ်ကိုဖြောင်းဖြားကြည့်သည်လူကလည်းငယ်၍စိတ်ကလည်းတက်နေသောအရွယ်ပေမို့တရားညှင်းပြောင်းစွာချော့မော့ခြင်းဖြင့်သာဆွေးဆောင်လို့ရမည်ဟုအညွန့်သဘောပေါက်လေသည်ဤသို့ချော့မွေဆွေးဆောင်ခြင်းဖြင့်မောင်ဖုံးနိုင်တရားကိုစိတ်ထားပြောင်းလဲကသူဤမျက်နှာငယ်မိခင်ကြီးအတွက်စားကလေးပေကလေးစူးစမ်းတင်ကြလျင် အညွန့်ရွေချက်ပြေမြောက်ပေးပြီသူမွန်ကြောင့်လည်းအညွန့်သည်မသွားခြင်းဘူးဟု တခါတရံညင်းဆန်နေတဲ့တော်မောင်ဖုံနိုင်ကို အတင်းကျက်ခေါ်ကားသွားတတ်သည်တခါတရံဆိုရင်တော့အင်းရကန်ဆောင်မှနေညိုဆောင်ရိတ်သောကံကြေတွင်ထိုင်ရင် လိုင်းကျက်ခေါ်ကလေးများတွန့်ရယွန့်ထနေသောရေပြင်စီသို့ငေးဆိုင်ကြည့်ကစကားစမြည်ပြောဆိုရရလေသည်အနိုင်မင်းမတခုပဲချုံရင်းချက်ရှိတယ် မင်းဟာသဘောကောင်းတယ်စိတ်နဲ့စိတ်ထားလည်းကောင်းတယ်ဒါပေမဲ့အကြီးကျယ်ဆုံးချွေရင်းချက်တစ်ခုတော့ရှိတယ်လို့အညွန့်ထင်တယ်။ဘာများလဲညောမင်းဟာထူးထူးခြားခြားကြီးကြီးမားမားရွေးချက်မျိုးမထားဘူး ambitious မဖြစ်ဘူးလူတယောက်နေနဲ့ကိုယ့်ဘဝရှေ့ရေးအတွက်ဘလို့ပဲဖြစ်ဖြစ်ရွေးချက်ကောင်းကောင်းတစ်ခုတော့ထားဖို့လိုအပ်တယ်မဟုတ်လားအခုမင်းမှာအဲ့ဒါမရှိဘူးဒီတဲ့ချိန်တော့အညွန့်ကပိုင်ပိုင်နိုင်နိုင်ပြောလေသည် အင်းရရေပြင်မှာမြာသားပမာစိမ့်လဲ့နေတော့လေဝင်လူစဲစဲနေအောင်ကြည့်ကြောင်းအချို့နေရာများတွင်လိုင်းကျက်ခွန်များမှာပဇွန်စီသွေးရောင်လဝင်းနေသည်ထိုအခါကတစုံတရာကိုမြပြန်လဲပြောဆိုခြင်းမရှိတော့ပဲရေပြင်ကိုသာကြွထွက်လူနေပါမျက်လုံးဆုံးဖြင့်စူးစား၍ကြည်နေခဲ့သော မောင်ဖုံးနိုင်တွင်အညွန့်မှာတအားတက်ခဲ့မိသည် နားဝင်တင်းတလောက်ဝင်းပြီးဟုလဲအားပါရရတွေ့မိသည် တို့ရာတွင်အညွန့်ဤအတွေးခေါ်ရမှာဒီတစ်ကြိမ်၌လည်းတတက်ဆင်အောင်လွှဲရပြန်သည်အဘဲကြောင့်ဆိုသော မောင်ဖုံးနိုင်ထံမှ အောက်ပါစားရဆောင်ရောက်လာသောကြောင်ပင်သည်အညွန့်ကျွန်တော်ကိုအညွန့်တွန်တင်ဖြောင်းဖြနေတာတွေကိုကျွန်တော်နားလည်ပါတယ်ကျွန်တော်ငငယ်လေးကလေးကအညွန့်ဟာဒီလိုပဲအမြဲတမ်းဆုံးမခဲ့တာပဲမဟုတ်လားကျွန်တော်မှာဖြောက်ဖြက်လို့မရအောင် ဆွဲလန်းနေတဲ့စိတ်တစ်ခုရှိနေအဲ့ဒါဟာပြောင်ပြောင်နဲ့ဖွင်ဖွင်ပြောရမယ်ဆိုရင်တော့အညွန့်ကိုချစ်တဲ့စိတ်ပဲ။ ဟုတ်တယ်ညွန့်ရဲ့ကျွန်တော်အညွန့်ကိုတိတ်ချစ်တာပဲအညွန့်အကြောင်းကို မစင်စားပဲမနေနိုင်ဘူးမတွေးပဲလည်းမနေနိုင်ဘူးအခုစာကိုရေးဖို့တော့ကျွန်တော်ဝါသားကျွန်တော်အကျိတ်နဲ့ဆုံးဖြတ်ခဲ့ရတယ်အမှန်ကိုကျွန်တော်ဝန်ခံပေးရစီအညွန့်ကပြောတယ်ကျွန်တော်မှဘာမှကြီးကြီးမားမားရည်ရွယ်ချက်မရှိဘူးတဲ့ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်ဒါပေမဲ့ကျွန်တော်မှရှိတယ်ညွန့်အဲ့ဒီရည်ရွယ်ချက်ကိုအခု ကျွန်တော်ရေးပြပြီမဟုတ်လား အညောငါသာကျွန်တော်ကိုတကယ်တမ်းချစ်တယ်တနာတယ်ဆိုရင် ကျွန်တော်ဘဝမှာတက်လန်းတွေအများကြီးရှိမယ်လို့ထင်တယ်။ဒီစာကိုဖတ်ပြီးအညောငါကျွန်တော်ကိုဒေါသဖြစ်နေတယ်ဆိုရင် ကျွန်တော်အညွန့်ကိုနောက်ဘယ်တော့မှအတွေ့မခံတော့ဘူးနော်။အနိုင်အညွန့်မှာစာကိုဆုံးအောင်မနေ့စူးစမ်းအာရွေရွေဖတ်ရလေသည်။ဖြစ်မှဖြစ်ရလေဟုလည်းညီးတွားမိသည်။မိမိစကားကိုနားထောင်လေးမလား။စာကိုစူးစမ်းသင်လေးမလားဟူသောစိတ်ကူးဖြင့် ူအားခေါ်ရင်ပြောရင်ရင်းရင်းနီးနီးနေခဲ့သည်သူ့ဘွားအားဖြောင်းတန်းသောလမ်းပေါ်သို့ရောက်စေခြင်းသည့်စေနာဖြင့်သူ့ကလေးပြုပြင်ပေးခဲ့ခြင်းဖြစ်၏ယခုမူဤတရဝါကလေးသည်မိမိကိုချစ်သည်ကြိုက်သည်ဟုပြောရုံများမကသေးဘဲသူ့ကလေးပြောသည့်အတွက်စိတ်ဆိုးသည် ဆိုလျင် နောင်ပေသောအခါမျှအတွေ့မခံသောဟုပင်ချိန်ချောက်လိုက်ပြန်သေးသည် ရှေ့တိုးလဲတဘူနောက်ဆုတ်လဲလှဲတုပ်ဖြစ်နေခဲ့ရသည် မိမိစေနာတွေအရာမထင်ဖြစ်ရတော့မည်လောမိမိဤဂိယုနာတရားတွေတဲတဲရေသွန်ပမာဖြစ်ရတော့မည်လောအနိုင်ရေမဖြစ်နိုင်တာတွေမပြောကြပါစို့နဲ့လားရှေ့မှာတို့များဟာတို့တက်လန်းကိုဘလို့ရှာဖွေသွားကြရမယ်ဆိုတာမောင်လိုနှမလိုခင်ခင်မင်မင်နဲ့တိုင်ပင်သွားကြပါစို့လားမဖြစ်နိုင်မှုဆိုတာကအညွန့်ဘက်ကအမြင်ကို မဖြစ်နိုင်မှုဆိုတာကျွန်တော်ကိုအထင်သေးလို့ကျွန်တော်အပေါ်မှာအစွမ်းအစာမရှိဘူးထင်လို့ပြောတာ ။"အိုး၊ဒါတွေကိုဒီလောက်လွယ်လွယ်မပြောနဲ့။အညွန့်မင်းပေါ်အထင်သေးလို့လည်းမဟုတ်ဘူး။အထင်သေးစရာအကြောင်းလည်းမရှိဘူး။ဒါပေမဲ့မဖြစ်နိုင်ဘူး။လူကြီးတွေကလည်းသဘောတူမှာမဟုတ်ဘူး။နောက်ပြီးမင်းနဲ့အညွန့်ကြားမှာဒီပြဿနာမဝင်သင့်ဘူး။ဒါကတော့အညွန့်ဘက်ကအတွေ့ကို"ဟုတ်၊သူကထပ်ပြောပြန်သည်။အတန်ကြာငင်းငိုင်နေပြီမကျွန်တော်ကတော့ရွရွမှိုက်မှိုက်ပဲပြောပြောအညွန့်ကိုကျွန်တော်ချစ်တာဟာချစ်တာပဲ ယောက်ျားတစ်ယောက်ကမိန်းမတစ်ယောက်ပေါ်မှာချစ်ရတဲ့ခံစားစိတ်ကိုပြောတာပဲထို့အခါအညွတ်မှာမျက်ရည်မကျမိစေရန်မနှဲချုပ်တီးထားရသည် မျက်နှာမှာလည်းနှီးရလာသည်ဒေါသကြောင့်နှီးရသလားရှက်သောကြောင့်နှီးရသလားအညွတ်ဘာသာလည်းမသိမင်းဘာတွေပြောနေတယ်ဆိုတာပြန်စဉ်းစားစမ်းမိန်းမတယောက်ကိုခမားကိုကျွန်တော်ချစ်တယ်ယူမဲလို့ပြောတဲ့ယုံနဲ့မလုံလောက်ဘူးကွအရှိကိုဝေးဝေးလှမ်းမြင်ဖို့လို့ရတယ် အညွန့်နောက်ဆုံးပြောနိုင်သောစကားလုံးသားသည်ကြောင်ကထွက်တည်နေတဲ့ပြိုင်နဲ့အညွန့်သည် အစိုးရဌာနတစ်ခုမှအရာရှိကလေးတဦး၏အလုပ်တာဝန်ဖြင့်ရန်ကုန်တွင် တလာခွဲကျော်မြသာအမှုထမ်းပြီးနောက် နေသူပြောင်းရန်အမိန်ကိုလူလိုလာလာလက်ခံခဲ့လေသည် နေသူရောက်သွားသည့်အခါတွင် မောင်ဖုံးနိုင်နှင့်လည်းဝေးသွားမည်လူချင်းလည်းခဏခဏမတွေ့နိုင်တော့သည့်အတွက်အနေဝေးသွားကြမည်သူကလေးအနေဝေးသွားခြင်းအဖြစ် မောင်ဖုံးနိုင်သည်မိမိအားတွေ့တော့မည်မဟုတ်ဟုစဉ်းစားမိကလေးသည်အမှန်စင်စစ်အဖြစ်အညွတ်မှာမောင်ဖုံးနိုင်နှင့်ပတ်သက်သောအကြောင်းတွေကိုစဉ်းစား၍လည်းမဖြစ်နိုင်တော့။ကျောင်းမှာပဲဆက်ရှိသေးရဲ့လား။အလုတ်ထွက်လုံနေပလား။ဟိုတော့ငါလိုပဲယူယူမိုင်းမိုင်းပဲလား။ဤတွေးများဝိုင်းဝိုင်းလည်နေသောအကြာမှာအတိတ်တွင်ဝေး၍ကြံရိတ်ခဲ့သော မောင်ဖုံးနိုင်အကြောင်းကိုကြဲ၍သာပြန်လည်စဉ်းစားမိသည်။ ်အိမ်မက်ပမာတရေရေပြန်လဲမြင်အောင်မိသည်သို့ကလေးတတတာပြန်လဲတွေးတော့ရသော အလုံလောက်ကိုသာအညွန့်လုံနိုင်တော်သည်ဤသို့ဖြစ်စေရန်အတွက်လဲဘဝအခြေအနေများက အတားအဆီးများဖန်တီးလာခဲ့ကြသည်မဟုတ်ပါလော မောင်ဖုံးနိုင်ထံမှတစုံတရာသောအကြောင်းကိုများမကြားရချေသူရှိသောရက်ကိုတည်သည် သူပါလုံနေသည်ကိုလည်းတည်တည် သူထံသို့စာရေးခြင်းလာရောက်လက်ပတ်ခြင်းအဖြစ်လည်း စိတ်ဆိုးရိမ်မဖြစ်နိုင်သေးကိုသိသည်။သို့ပါလျက်မောင်ဖုံးနိုင်ထံမှစာလဲရေးပေါ်မရ။ဘာကြောင်းမှလည်းမကြားရ။တနေ့ကမူမိမိရန်ကုန်သို့ခေတ္တသွားရာကပြန်လာတော့မှအညွန့်တွက်ဝမ်းနေရမလား။ဝမ်းသာရမလားခွဲခြားမသိနိုင်သောသတင်းစကားကိုကြားရလေသည်။တမီးရေငနိုင်လေးတယောက်တော့မိမရနေပါတဲ့ဟဲ့။မိမိနားနှစ်ဖက်ကိုမယုံနိုင်ချေ မိမိစကလုံးတွေကို အမှန်တိုင်းမှကြားရပါလိမ့်စားဟုတန်တော်တွေးမိသည်ဖေးကမိမလဲမိမိရုပ်ချော့သလားလိမ္မာရေးကြော ရှိရဲ့လားဘလိုမျိုးရွာစာတီးတဲကလဲအညွန့်ကိုရော မေးသေးသလားဟုဇက်တိုင်မေးလိုက်ချင်လာတော့လေအင်းကြီးပြက်မီဆိုသည့်အတွက်မေးလို့သောစိတ်ဆန္ဒများကို ပြန်လဲထိန်ချုပ်ထားလိုက်ရသည် မင်းကလေးကြည့်ရတာမိမိတော့တိတ်ချိုးစာမတည့်ပါဘူးကွယ် ဘလို့ဘလို့ယူလိုက်တယ်ဆိုတာလည်းဘသူမှမသိကြဘူးပထမမိမရကစားကမအောင်ရှင်ကတားနဲ့လာနေသေးတယ်တဲ့နောက်ချွေးမတမ်းမခံနိုင်တာနဲ့တောကိုပြန်နေရှာတယ်တဲ့အင်းတော်တော်လေးမိုက်တယ်ကားလာကလေးတွေပါပဲနောက်ထပ်မမေပါတွေဆက်ပြောသွားဒီကိုအညော့မကြားနိုင်တော့ချေနေဤအလင်းရောင်မှာတဖြည်းဖြည်းပွင့်လာဤပွင့်လာတော့နေဤအလင်းရောင်ကြောင့် စောစောကမှုံဝါနေသော ရှုခင်းများကိုပြပြတတမြင်လာရသည် မိုးကုတ်စဝိုင်းကအလွန်ဝေးသောဒေသစီ၌ခွေရည်ငေးမောနေသည်အောင်မင်းသည်အညွန့်ခေါင်းမှနောက်ကြည့်ရည်ဝေးလျက်ရှိသည် အနိုင်တယောက်ဤကဲ့သို့ဖြစ်ရသည်မှာမိမိကြောင့်လားဟုတွေးမိသည်မိမိမှာအနိုင်အားပျက်စီးဆုံးမစေလိုသောစေရနာလုံးဝမရှိခဲ့သည်မှမှန်၏စေရနာအရင်ခံဖြင့် သူ့အားအနေထိုင်ရင်းနှီးခဲ့ခြင်းသာဖြစ်၏။ဤသို့အနေထိုင်ရင်းနှီးခဲ့ခြင်းအပြင် မောင်ဖုံးနိုင်သည်မိမိပေါ်တွင်မေတ္တာတောင်းဝင်ခဲ့သည်ထင်၏။ဤခါတွင် အကြောင်းမျိုးမျိုးကြောင့်မဖြစ်နိုင်သော မိမိကရှောင်ခဲ့၏။ရှောင်ခဲ့သောအချက်သေးပင်လျှင်ယခုကဲ့သို့မောင်ဖုံးနိုင်တယောက်အားကြည်စုံမျောအောင်ဖန်နေပေးခဲ့သလိုဖြစ်နေပါဘကောဟုတွေးမိသည်။သို့သောအညွန့်အဘဲသို့တက်နိုင်ပါမည်နီ။ အနိုင်ရဲ့တကယ်ဆိုတော့မင်းနဲ့အညွန့်ဟာဟောဟိုမိုးကုတ်စဝိုင်းလိုပါပဲကွအဝေးကကြည်တော့တွေ့ထီနေတယ်လို့ပဲတကယ်တမ်းအနာကိုတိုးကြည့်လေ ဝေးလေတိုးကြည့်လေပိုးဝေးလေအညွန့်တို့ဘွားဟာဟိုတုန်းကဗျုံငနေကြည့်တော့နီးတယ်ထင်ကြရတာပဲအခုတော့ရှေ့တိုးကြည့်လေဝေးလေ ဆိုတဲ့ဘဝမျိုးတွေဖြစ်နေပါပေါ်လာကွအဝေးတွင်လှမ်းမြင်နေရသော

နာဆင်ပေးရတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျမတို့နောက်ထပ် audiobook မှာပြန်ဆုံကြမယ်နော်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။